ကျွန်တော်နဲ့ဒူမများအပိုင်းလေပြေတွေတဝူတိုက်ခတ်နေတဲ့ကံပေါင်းလေးပေါ်ကစပွဲဝိုင်းတစ်ခုမှာမျက်နှာချင်းဆိုင်ထိုင်ရင်းတယောက်နဲ့တယောက်အကဲခတ်နေကြတဲ့ဒူမနဲ့ကျွန်တော်ဒူမဆိုတာကလွန်ခဲ့တဲ့တလလောက်ကကျွန်တော်နဲ့ Facebook မှာစကားပြောကြရင်းခင်မင်ခဲ့ကြတဲ့သူပါ ူနမေကမေမျက်ခင်တဲ့အသက်ကတော့ကျွန်တော်ထက်ငါနှစ်လောက်ကြီးတယ်သူအိမ်က ကုန်းဆုံဆိုင်ဖွင့်ထားပြီးသူ့မှာမောင်လေးတယောက်လည်းရှိတယ် Facebook မှာတယောက်အကြောင်းတယောက်အပြန်လန်ပြောကြရင်းကနေတဖြည်းဖြည်းရင်းနှီးလာတော့ကျွန်တော်လည်းသူ့ကို LINE ပေါ်ကနေပဲချစ်ကြိုက်တယ်ပြောပြီး LINE ပေါ်မှာပဲရေးစားရဖြစ်သွားကြတယ် အခုကျွန်တော်မျက်စိရှိမှရှိနေတဲ့မြမဆက်ဆက်လေးဝတ်ထားတဲ့မိရဲ့အဝတ်မပါတဲ့ကိုလုံးလေးကိုဗီဒီယိုကောကနေကျွန်တော်အချိန်ချင်းမြင်တွေ့ဖူးခဲ့ပြီးပြီးလုံဝိုင်းပြီးတင်းနေတဲ့မိရဲ့ပေါက်စီတွေခောက်ကွေးပြီးကားထွက်နေတဲ့တင်ပါတွေကိုအချိန်ချင်းကြည့်ပြီးထူးခဲ့ရတာကြာပြီးဒီကနေ့တော့အဲ့ဒီလုံကြီး ပေါက်လာကြီးကကျွန်တော်ရှေ့ရောက်နေလေချီပြီးမိ အန်တီတို့ကညနေမှပြန်ရောက်မှာမို့လားလို့သူ့ရဲ့ပြည်ပြလပနေတဲ့မျက်နှာလေးကိုကြည့်ရင်ကျွန်တော်မေးလိုက်တယ်အမှန်တော့မေကအပြင်းတိတ်မထွက်ရပါထွက်ခွင့်လည်းမရအိမ်ဆိုင်ဆိုတော့အိမ်မှာပဲတနေကုန်ကုလို့ရသည်အဲ့ဒါကြောင့်လည်းအပြင်းမှာတွေ့ရဖို့အချိန်ကောင်းကိုကျွန်တော်အမဲစောင့်နေတာပေါ့ဒီနေ့တော့သူ့မိဘတွေကရွာဘက်ကတိတယောက်အလူသွားရတာမို့ဆိုင်ပိတ်ထားခဲ့ပြီးမေကိုအိမ်ဆောက်ထားခဲ့ရမှခိုးထွက်လာခြင်းဖြစ်သည်ဟုတ်တယ်မောင်မိုးချုပ်ရင်လည်းချုပ်မယ်လို့ ပြောသွားတယ်အဲ့ဒါဆိုမောင်တို့ တနည်းအားရသွားရအောင်လေဘယ်ကိုလဲအေးစစ်စစ်တွေ့လို့ရမယ့်နေရာပေါ့ခုလေတွေ့နေရတာကို ခုကနမ်းလို့မရဘူးလေလူမြင်နေမောင်သွားတဲ့စီလိုက်မှလာတာပြောပါ ကျွန်တော်သူ့မျက်နှာကိုစစ်စစ်ကြည့်ပြီးပြောလိုက်သည်အင်းသူရှက်တယ်လို့နဲ့ခေါင်းလေးငုံပြီးဖြေသည် အပြင်မှာလူချင်းတွေ့ကြတဲ့အခါအပီပြင်းတီးကြဖို့အကြောင်းတွေသူနဲ့ကျွန်တော်လိုင်းပေါ်မှာပြောပြီးဖြစ်သည်ဒီလိုနဲ့သူနဲ့ကျွန်တော်တို့တို့တစ်ခုရဲ့အခန်းထဲရောက်ခဲ့လေပြီးမိကိုကျွန်တော်ဖတ်ပြီးသူ့နှုတ်ခမ်းတွေကိုဆွဲဆုပ်လိုက်တယ်လက်နှစ်ဖက်ကလည်းသူ့ရဲ့တင်ပါကြီးကိုပုတ်ပေးလိုက်တော့နာမာ သူ့စီကနေညီတန်လေးတဲပါတဲ့ထွက်လာသည့်အက်ဒီလိုနန်းနေရင် သူ့ရဲ့လက်တစ်ဖက်ကိုယူပြီးကျွန်တော်ရဲ့ထောင်ပတ်နေတဲ့အတန်ကြီးကိုကင်ခိုင်းလိုက်တဲ့သူကကျွန်တော်အတန်ကြီးကိုအတင်းဆုပ်ကင်နေတော့တဲ့သူဖိတက်နေပြဒီဆိုရာတိလိုက်တယ်အဲ့ဒီနောက်တော့သူ့ကိုကရင်ဘောလှည့်ခိုင်းလိုက်ပြီးသူ့အင်းကြီးပြီးတော့သူ့ရဲ့ဘော်လီကိုကျွန်တော်ဆွဲချွတ်လိုက်ပြီးသူ့ရဲ့လုံဝိုင်းတင်းရင်နေတဲ့ပေါက်စီတွေကိုအာရပါရဆုပစ်လိုက်တော့တယ်အာမောင် သူစီကနေတီးတန်တွေထွက်လာတယ်။သူမရဲ့ပေါက်စီတွေကိုဆိုရင်လက်တစ်ဖက်နဲ့သူမရဲ့ထမိန်ကိုလှန်တင်ပြီးသူမရဲ့ပေါက်မုံဖောင်းဖောင်းလေးစီကျွန်တော်ရဲ့ပါးစပ်ကရောက်သွားတော့တယ်။အာမောင်မင်းမရတော့ဘူး။သူမစီကအတန်တွေထွက်လာတယ်အဲ့ဒါနဲ့ဘောင်းဘီကိုချုပ်ပြီးသူမမျက်နှာပေါ်မှာတက်ခွပြီးထိုင်လိုက်ရင် ကျွန်တော်အတန်ကြီးကို သူ့ပါဆက်ထဲထိုးထည့်ပေးလိုက်တယ် သူပါဇက်ထဲမှာနှွေးနေတဲ့အတန်ကြီးကိုသူ့ဆုပ်ထားလေတော့ဒီနောက်တော့ကျွန်တော်လည်းအယမ်းထန်လာနဲ့သူ့ပေါင်မှုဖောင်းဖောင်းလေးကိုကျွန်တော်အတန်ကြီးထိုးထည့်လိုက်တော့တယ်။အာမောင်အရည်ရွယ်ရွှဲနေတဲ့သူ့ပေါင်မှုကြီးထဲမှာကျွန်တော်အတန်ကြီးတဆုံးဝင်သွားတော့တယ်။ကောင်းလား။အွန်းအာ သူမရဲ့ပေါက်စီနှလုံးကိုလက်နှစ်ဖက်နဲ့ဆုပ်ကင်ပြီးကျွန်တော်အတန်ကြီးကိုသူမရဲ့အတင်းဆောင်သွင်းနေတော့တယ်အင်းအင်းအင်းအာအာအာဆက်မပြတ်ဆောင်နေရင်အာမောင်မာပြီးတော့မင်းအင်းသူမတကိုယ်လုံးတုံပြီးကျွန်တော်ကိုအတင်းဆွဲဖက်ထားလေတော့တယ်ကောင်းလားကောင်းနေနောက်လဲထက်တွေ့ခြင်းနဲ့ တွေ့ရမှာပေါ့ပြောရင်သူ့ရဲ့နဖူးလေးကိုကျွန်တော်နမ်းလိုက်ပါတော့သည်